ရန်ကုန်မြို့လေကောင်ကဟိုတယ်မှာအမျိုးသမီးတယောက်ကိုအပိုင်းပိုင်းခုတ်ဖြတ်ခါတက်ဖြတ်ခဲ့တဲ့ကျူးလွန်သူနဲ့ကုညီပေးသူတို့ကိုဖမ်းဆီးရမိ။မင်္ဂလာပါပရိသတ်ကြီးရှင်။ရန်ကုန်တိုင်းဒေသကြီးပပယ်တန်းမြို့နယ်32လမ်းအထက်ဘယူတီလန်းဟိုတယ်မှာအမျိုးသမီးတယောက်ကိုဓာတ်နဲ့အပိုင်းပိုင်းခုတ်တက်ခဲ့တဲ့ကျူးလွန်သူနဲ့အလောင်းဖြောက်ဖို့ကုညီသူတို့နှစ်ယောက်ကိုဖမ်းဆီးရမိထားပြီးဖြစ်တယ်လို့သိရှိရပါတယ်။ လူသားမှုကျူးလွန်သူဟာတာဂေတာမျိုးနဲ့အမတ်ခွန်အရှိရက်ွက်မှနေထိုင်နေအသက်18နှစ်အရွယ်အောင်ခန့်ကျော်စင်ဆိုသူဖြစ်ပြီးအလောင်းဖြောက်ဖြက်ဖို့ကူညီသူကတော့ကျူးလွန်သူရဲ့ရည်စားဖြစ်သူဗဟန်းမျိုးနဲ့ရှေ့ရွှေကုန်းတိုင်းရက်ွက်အောင်ချမ်းသာအိမ်ယာမှအသက်18နှစ်အရွယ်အေမွန်အောင်တို့ဖြစ်တယ်လို့သိရှိရပါတယ် ပြမှုကျူးလွန်ခြင်းမှာဝစ်ဆင်အသုံးပြုခဲ့တဲ့အဝယ်အစားစတီးတာနှစ်ချောင်းတင်ဆောင်သူကိုင်းဆောင်တဲ့လက်ကင်ဖုန်းတစ်လုံးအပါအဝင်လက်ကင်ဖုန်းသုံးလုံးနဲ့ဆက်ဆက်ပစ္စည်းတွေကိုပါသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ ကျူးလွန်သူတရခန်အောင်ခန့်ကျော်စင်ဟောင်းဂိမ်းအလွန်အကျွံကစားခြင်းလူသက်အလောင်းဖျောက်တဲ့နိုင်ငံသားဆက်လန်းတွဲတွေအလွန်ကျွံကြည့်ရှုလေးချီကြောင်းအောက်တဘာလ9ရက်နေ့မှာတော့လီတာအမည်ရှိတဲ့ Telegram Channel ကနေတဆင့်မတ်စုမြတ်ဝင်းအားပျော်ပါဖို့အတွက်အခချင်းငွေဖြင့်ဆက်သွယ်ခေါ်ယူခဲ့ပြီးတဲ့နောက်ဗမေရန်မြို့နယ်ရှိ32 Beautyland Hotel အခန်းအမှတ်902မှာပျော်ပါနေစဉ်သူကြည့်ရှုခဲ့တဲ့လူသက်အလောင်းဖျောက်နိုင်ငံသားရုပ်တံဆက်လန်းတွဲမှဇက်ဆောင်တွေအတိုင်းမတ်စုမြတ်ဝင်းကိုအသင်းကိုင်ဆောင်ထား တဲ့စတီတာနှစ်ချောင်းနဲ့ရက်ဆက်စွာတက်ဖြတ်ခဲ့ပြီးဝမ်းတွင်းကလီစာနဲ့ဝဲဘက်ပောင်းအသားကိုလှိဖြတ်ထုတ်ယူကောင်းဆွတ်ပစ်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်အဲဒီနောက်မှာတော့လူသက်မှုကျွလွန်သူကသူရဲ့ရည်စားဖြစ်သူအေမွန်အောင်ကိုအဆိုပါဟိုတယ်ကိုခေါ်ဆောင်ကအခန်းတွင်းပေးချန်နေတဲ့အသွေးတွေကိုတန့်ရှင်းရေးပြုလုပ်ခြင်းမဆုမြတ်ဝင်းရဲ့အလောင်းကိုဖျောက်ဖျက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။မနေ့ကဖမ်းလိုက်တယ်လို့တော့သိရတယ်။လူသက်ကားတွေအကြည့်များပြီးစိတ်တဆဆန်ဆန်တက်တယ်ဆိုတာကျွန်တော်ကတော့လက်မခံဘူး။ လှုပ်ချင်တာလှုပ်ပြီးမှ စိတ်တစားဆိုပြီးပြောလို့မရဘူး။ဟိုတယ်မှာ CCTV လည်းရှိနေတာပဲ။အလောင်းကလည်းဖြစ်တဲ့နေ့မှတက်ခံရတာမဟုတ်ဘူး။တက်ပြီးကြာမှတီးကြတာ။ဟိုတယ်အဝင်ထွက်တွေလည်းအကုန်လုံးတီးတယ်။တက်တဲ့သူကတေချာကိုလှုပ်သွားတာ။ကောင်မလေးနဲ့ပတ်သက်တဲ့ပစ္စည်းဘာမှမကြံဘူး။ကောင်မလေးကအမှတ်ပုံတင်လည်းမရှိဘူး။ဟိုတယ်မှာအမြဲဝင်ထွက်နေတယ်လို့တော့သိရတယ်ဟုဆိုကဖြစ်စဉ်ကို သိရှိသူဒေသခံတဦးကပြောပါတယ်။ လက်ရှိမှာတော့လူသတ်မှုကျွလွန်သူနဲ့အလောင်းဖျောက်သူကိုတပ်ဆိုင်ရာမြို့နယ်ရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားပြီးစစ်ဆေးမင်းမြတ်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။အဆိုပါလူသတ်မှုနဲ့ပတ်သက်ပြီးအော်တိုဘာလ6ရက်နေ့မနက်ပိုင်းမှာမှသိရှိခဲ့ရတာဖြစ်ပြီးကျွလွန်သူဟာအမျိုးသမီးကိုဓာတ်နဲ့အပိုင်းပိုင်းခုတ်ဖြတ်တက်ပြီး Beautyland Hotel ရှိအခန်း9ရက်နေ့ရဲ့အခန်းပြင်ပတ်ရှိလေးပေးဆက်တွေတင်တဲ့စင်ပေါ်မှာအမျိုးသမီးအလောင်းကို plastic 8အပြာနဲ့ထုတ်ပြီးစွန့်ပစ်ထားခဲ့တာလည်းဖြစ်ပါတယ်။ အသက်ခံရတဲ့ကောင်မလေးကတော့ဘကိုးတိုင်းဒေသကြီးနှစ်တလင်းမြို့နယ်ရှိကျေးရွာတစ်ခုကဖြစ်ပြီးရန်ကုန်မှာအလုလာရောက်လောက်ကိုင်းနေစဉ်အခုလိုတပ်ဖြတ်ခံရတာဖြစ်တယ်လို့ကနက်ဦးသိရှိရပါတယ်။